ီထဲမှာဘယ်လို character နဲ့လဲဆိုတော့အဲတခါမှမလုပ်ဘူးတဲ့ character ပေါ့နော်ခက်တော့ခက်တယ်ခက်တယ်ဆိုတာမဆုကြခက်တာပေါ့ဆိုတော့တခါမှခလေးမွေးတဲ့အခန်းလည်းမရိုက်ဘူးဟိုခလေးနဲ့ဆိုလဲတကယ်တကားလုံးတကယ်ကိုခလေးအမေစစ်စစ်ကြီးလည်းမရိုက်ဘူးဟိုစသင်းငန်းလောက်မှသာခလေးခလေးရသွားတယ်ဆရာရဲ့မိသားစုလေးဖြစ်သွားတော့ပဲရိုက်ဘူးတာလေအဲ့ဒါအနေမျိုးဒီကားကျတော့ဟိုခလေးအတွက်မိခင်စိတ်အပြည့်နဲ့လောက်ရတဲ့ကားပေါ့နော်ဘယ်လိုဆိုတော့အဲ့ဒီဒီစားကားမှအရန်လည်းပင်ပန်းတယ်ဟိုဟိုစာအိတ်တွေလက်ထမ်းရတယ် အဲ့လိုတားငါလဲရောင်းတာတားငါရောင်းအဲ့လိုမျိုးဟာဆိုဘန်းဆိုတော်တော်လေးတယ်ပြီးတော့ရှွန့်ရှွန့်လဲလဲတွန်းရတယ်ဗောနော်အဲ့ဟာရှွန့်လဲဆိုလဲတော်တော်ကြီးလေးတယ်အဲ့ဟာတနေ့လုံးရိုက်ရိုက်ရတာဗောရိုက်ပြီးတော့အကြီးပေါင်းတော်ပြန်ဖြစ်သွားတယ်အကြီးပေါင်းပြန်ဖြစ်ပြီးကြီးပေါင်းတော်ပြန်ကုလိုက်ရတယ်လို့ဒါမဲ့အဓိကတော့အဲဝဆိုရအလူဒါနာလေးလည်းဖြစ်မြောက်သွားအောင်ဗောနော်အာဂျိုမတ်တက်ရိုက်ပြီးခဲ့ပါတယ်ဝဆိုတက်ဆွမ်းသလောက်ဗောနော်ဟုတ်ရိုက်ပြီးခဲ့ပါတယ်ထွက်လာတော့ဘယ်လိုဖြစ်မလဲမသိဘူး ။ဒီကားမှာ character တစ်ခုစီတစ်ခုစီတစ်ခုစီမတူဘူးပေါ့နော်။ဟောဆိုတာဒါဟောဆိုတာ character ပေါ့။ character ဆိုအားလုံးအဓိကတော့အမေဒီကိုဂုံပြူတဲ့ဟာပေါ့နော်။အမေဒီရဲ့အာသာသမီပေါ်ထားတဲ့မြေတားတရားကိုပေါ်ပြရတဲ့ကားပေါ့။အဲဒီဂုံစားလေးရပေါ့နော်။အဓိကအိုမိုးအိုမိုးခေါ်တာပေါ့။အိုမိုးကအာသူမရိုက်တာလဲကြာပြီမြိုက်တာလဲကြာပြီဒီဇာကောပထမဆုံးပြန်ရိုက်တာပေါ့เนาะအဲ့အဲ့တုန်းကပြန်ဆရိုက်တာပေါ့ဆရိုက်တော့အဓိကတော့ဒီအမေများတွတ်ပေါ့เนาะမိများ ကိုဂုံပြူတဲ့ဟာရောလောကအလုံးမှာရှိတဲ့အမိဒီကိုဂုံပြူတဲ့ဇာကားလေးပေါ့နော်နောက်ဒီအနုပညာအမိညာရဲ့အတွက်အအခက်ခဲဖြစ်နေတဲ့အမိဒီအတွက်လည်းအလူဒါနတစ်ခုဖြစ်နေဝင်ပြီးတော့ပါဝင်ရက်ကူဖြစ်တာပါဟုတ်ဟာဒီထဲမှာဘလို character နဲ့လဲဆိုတော့အဲတခါမှမလုပ်ဘူးတဲ့ character ပေါ့နော်ခက်တော့ခက်တယ်ခက်တယ်ဆိုတာမဆုတော့ခက်တာပေါ့ဆိုတော့တခါမှခလေးမွေးတဲ့အခန်းလည်းမရဘူးဟိုခလေးနဲ့ဆိုလဲ တကယ်တကားလုံးတကယ်ကိုခလေးအမေစစ်စစ်ကြီးလို့မရိုက်ဘူးဟိုစသင်းငန်းလောက်မှသာခလေးခလေးရသွားတယ်ဒါရတဲ့မိသားစုလေးဖြစ်သွားလောက်ပဲရိုက်ဘူးတာလေအဲ့ဒါနေမျိုးဒီကားကျတော့ဟိုခလေးအတွက်မိခင်စိတ်အပြည့်နဲ့လောက်ရတဲ့ကားပေါ့နော်ဘယ်လိုဆိုတော့အဲ့ဒီဇာကားမှာအရန်လည်းပင်ပန်းတယ်ဟိုဟိုစာအိတ်တွေလက်ထမ်းရတယ်အဲ့လိုတားငါလဲရောင်းတာတားငါရောင်းအဲ့လိုမျိုးဟာဆိုဘန်းဆိုတော်တော်လေးတယ်ပြီးတော့ရှွန့်ရှွန့်လှဲလေးတွန်းရတယ်ဗောနော်အဲ့ဟာရှွန့်လှဲဆိုလဲတော်တော်ကြီးလေးတယ်အဲ့ဟာကိုတနေ့လုံးရိုက် ထဲရတာကိုရိုက်ပြီးတော့အကြီးပေါင်းအောင်ပြန်ဖြစ်သွားတယ်ကြီးပေါင်းပြန်ဖြစ်ပြီးကြီးပေါင်းအောင်ပြန်ကုလိုက်ရတယ်လို့ဒါပေမဲ့အဓိကကတော့အဲဆိုရအလူဒါနာလေးလည်းဖြစ်မြောက်သွားအောင်ပေါ့နော်အာဂျိုမတ်တက်ရိုက်ပြီးခဲ့ပါတယ်ဟိုဆိုတက်ဆွမ်းသလောက်ပေါ့နော်ဟုတ်ရိုက်ပြီးခဲ့ပါတယ်ထွက်လာတော့ဘယ်လိုဖြစ်မလဲမသိဘူးအဓိကကကုသိုလ်လုပ်ပြီးခြင်းနဲ့စိတ်ပါအော်ကုသိုလ်လုပ်ပြီးရှင်နေစိတ်ဒီကိုယ့်ရဲ့အလူဒါနာလေးတစ်ခုပေါ့နော်ဥပညာဌာနလေးတစ်ခုပါသွားအောင်ဆိုပြီးရိုက်ပြီးဖြစ်တာပါအဓိကအင်းချုပ်ပြင်ဆင်ခဲ့ရဆိုတော့ဒီအဓိကတော့ဒီဇာတ်ရုပ်ပေါ်မှာဟိုဥမှုတင်ပေးတဲ့ဟာပေါ်မှာဟို မှုသွင်းရတာပေါ့နော်မှုနဲ့အဲ့လိုမျိုးချက်ရတာဆိုတော့တက်နိုင်တယ်များတော့ဆိုတက်နိုင်တယ်များလုတ်ခဲ့ရတယ်အဲ့ခလေးမွေးတဲ့ဆင်းဆိုမရိုက်ဘူးပေါ့မရိုက်ဘူးတာတော့အဲ့ဟာမှာတခက်ခက်ခက်ခဲသူဟိုမဟုတ်ဟိုလမ်းမှာအဲ့လိုဟင်းရွက်ရောင်းနေတဲ့အချိန်မှာပြန်လာတဲ့လမ်းမှာဘိုင်းနာလို့ဘိုင်းနာလို့အဲ့လိုလုံးဝရှီမွာပေါက်ပြီးတော့မွေးတာငါမပေါ်မှာအဲ့ဟောင်းဘေးကဘေးကဟို လူတွေဘာတွေရောက်လာရောက်လာတဲ့ဟာကိုဝိုင်းပြီးတော့ကာပြီးစိုက်တွဲစိုက်ကားတွဲပေါ်မှာမွေးရတဲ့အခန်းအဲ့လိုမျိုးရရတာရိုင်းမရိုက်တော့လဲခလေးမွေးတဲ့ခန်းကိုကအခက်ဆုံးခန်းအောင်သွားရတယ်လို့ဖြစ်တယ်အဲ့လိုဖြစ်တော့တော်တော်တော့ခက်ပါတယ်ဥမုတ်တင်ပြီးတာတော့တတ်နိုင်တဲ့မြောက်ပေါ်တော့မဆုစူးစမ်းနိုင်တဲ့မြောက်တော့စူးစမ်းပြီးရိုက်ပြီးထားပါတယ်ဟုတ်အဲ့လိုအဲ့လိုမျိုးတော့မမေးဖြစ်ဘူးဘာလို့လဲဆိုတော့အဲ့လို character တစ်ခုရိုက်လို့ရှိရင်တစ်ခုခုကို ။ဟာဒီဟာဆိုလို့ရှိရင်အပြင်းမသာဆိုဘယ်လိုဖြစ်နိုင်မလဲပေါ့နော်။ဖြစ်နိုင်မလဲ။အဲဘိုင်းနာရဲဆိုလို့ရှိရင်ဘယ်လိုလဲပေါ့နော်။ဘယ်လောက်ထိနာနိုင်လဲတော့မေးတယ်။အဲ့လိုဘယ်လိုလုပ်ရမလဲတော့မမေးမေးကိုကိုစိတ်ထဲမှာကိုအတွေးထဲမှာအာဒီလောက်ဆိုတော့ဘယ်လောက်ဖြစ်လောက်တယ်ဆိုတဲ့စိတ်နဲ့လုပ်လိုက်တာပေါ့။ဟာဒီကမှာ character တစ်ခုစီတစ်ခုစီတစ်ခုစီမတူဘူးပေါ့နော်။နော်ဆိုရတာဝါဆိုရ character ပေါ့ character ဆိုအားလုံးအဓိကတော့အမေဒီကိုဂုံပြူတဲ့ဟာပေါ့နော်အမေဒီရဲ့အာသားသမီးပေါ်ထားတဲ့မြတ်တာတရားကိုပေါ်ပြတဲ့ကားပေါ့ဟာဒီလိုလေးပြောလို့ရမှာ ဒါမို့ဒီစကားကတော့ဟိုဆိုလဲရင်ခုန်စိတ်လှရှားနေတော့မယ်ရင်ခုန်စိတ်လှရှားနေတော့မယ်ဆိုတော့အဲ့စကားမရိုက်တာလဲကြားတဲ့ကြားတဲ့မှာရိုက်တာပေါ့နော်အဲ့တော့အောင်နည်းနည်းတော့ဝါနေပြီဆိုတော့ဘယ်လိုဖြစ်လာမလဲမသိဘူးအောက်ကလည်းစိတ်လှရှားနေတော့မယ်ကြည့်ပြီးတော့ဘာဖြစ်အားပြကြပါဦးလို့